ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမစနေရေးသားထားတဲ့စနေနေ့မော်တော်ဆိုင်ကယ်အစဆုံးကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like နဲ့ Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလူဒီဘယ်လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေကျုပ်ဖြင့်တရားစခန်းဖွင့်နေတဲ့အချိန်ကာလပတ်လုံး အလုံးနဲ့လက်နဲ့တွတ်တယ်မရှိပါဘူးဗျာခင်ဗျားတို့တည်ရတိုင်းတကြံတွင်းဆိုရင်တရားထိုင်နေသူတွေကအများသားမဟုတ်လားအသက်အရွယ်ကြီးရင်းနေသူတွေတည်းမဟုတ်ဘူးဗျာငငယ်ရွယ်လေးတွေပါတရားစခန်းဝင်ကြတာဆိုတော့ယောဂီတွေလည်းအများကြီးပေါ့ဗျာကျုပ်တို့လည်းဆုံးချက်တဲ့နေရာမှာကုညီရကြောင်းတန့်ရှင်ရင်လို့ရအခန်းတွေပြန်ရှင်ရနဲ့အလုံးရှုံနေကြတာပေါ့ဗျာအဲ့လိုနဲ့တကြံတရားစခန်းအပြီးမှာပဲကျုပ်တို့တွေနားရတယ်အပင်မဆုံးကတော့ကျောင်းကဖုန်ကြီးနဲ့ဆုံးချက်တဲ့ဝေယဝိဆာအဖွဲတွေပေါ့ တနေ့ကျုပ်တို့လည်းအလုအာနဲ့ကျောင်းဆောင်နောက်မှာဘိုးကရဲ့ကိုရဲ့နှစ်ပါးရဲ့ကျုပ်ရဲ့စကားပြောနေတော့ကျောင်းဝတ်တန်တကားဝါမှာမော်တော်ဆိုင်ကယ်တစ်စီးလာရတယ်ဗျကျုပ်လည်းသွားပြီးတကားဖွင့်ပေးလိုက်တာပေါ့ဗျမော်တော်ဆိုင်ကယ်ဘွားကလူကတော့ show smo အပြည့်ပဲဗျကျုပ်တကားဖွင့်ပေးလိုက်တော့မော်တော်ဆိုင်ကယ်ကိုကျောင်းထဲမှာဝင်လာတယ်သူ့မော်တော်ဆိုင်ကယ်ရဲ့နောက်မှာခြိထားတဲ့ထောင်မြေမှာကျုပ်မှတ်မိတယ်ကိုဝါကြီးခမရဗျပြောင်းလဲသွားလိုက်တာဓာတ်အောင်မြေမှာမှတ်မိတယ်ဘောင်းမီရှင်နဲ့ဂျာကင်နဲ့ဆိုတော့မှတ်တာမမှတ်မိဘူးရဲ့ မင်းမမှတ်မိရတိသားပဲငါနောက်ကကြားအောင်မြင်မမှတ်မိရမလားအေးပေါ့ဗျာခမရနဲ့မတွေ့တာကြာပေါ့လားကြာဆိုရင်ရွာဘက်မှာလယ်ရီဝယ်ထားရလေကွာအမေခြံခဲ့တဲ့ရွှေတွေရောင်းပြီးတော့လယ်ရီဝယ်ထားတယ်အားတဲ့အချိန်လေးတက်ကိုင်းလိုက်ပြီးခြိုင်နေပေါ့ကွာဟိုအလုပ်ကတော့မလုပ်တော့တာကြာပြီကောင်းပါလေဗျဒါနဲ့အခုဒီကိုလာတာကမင်းကလေဟိုပစည်းပင်ကြီးကိုခြံရတော့မှာလေအဲ့ဒါလာတာတကယ်လို့ဗျာเจ้ามาตุลาခုတ်ပေးနေကြအပင်တွေဘယ်ချိန်ခြံရမလဲဆိုတော့မှတ်ထားတာပဲ။ ကျုံနဲ့ကိုဝါကြီးဘိုးကတော်နဲ့ကိုရင်နေထိုင်နေတဲ့ဆောင်းနဲ့ကိုသွားလိုက်တယ်။ဘိုးကနဲ့ကိုရင်နဲ့ပါလဲကိုဝါကြီးမြင်တော့အံ့ဩနေရပေါ့ဗျာ။ကွာကိုဝါကြီးကမင်းသားကြနေရပဲ။ကိုရင်ကတော့တပည့်တော်မြောက်နေပြန်ပြီ။တကယ်ပြောတာကဗျမော်တော်ဆိုင်ကယ်ကြီးကလည်းမိုက်တယ်နော်။တပည့်တော်အမေပြောခဲ့တဲ့အတိုင်းလုပ်နေရ။မော်တော်ဆိုင်ကယ်တော့ရှိတယ်။စီဖို့ရအောင်အပင်လိုက်ချိန်နေရတယ်ဖေ။ကိုဝါကြီးကတော့ပြောရုံပဲ။ကိုရင်နှစ်ပါးကကိုဝါကြီးစကားကိုအတော်သဘောကျနေရဗျ။ ဲ့လိုနဲ့ကျုပ်တို့တွေဆောင်းနှမှာခဏစကားပြောပြီးတော့ကိုဝါကြီးနဲ့သူတစ်ပင်သွားချိန်လိုက်ကြပေါ့ဗျာတစ်ပင်သွားချိန်နဲ့အနာကိုဖုံးညိလဲရှာလာတယ်ဗျာတစ်ပင်ဆိုင်ပြီးအောက်ကိုဆင်လာတဲ့သူတပည့်ကိုဝါကြီးကိုမိတ်နေဝါကြီးကျမ်းမာရဲ့လားကျမ်းမာပါတယ်ဗျာအေးအေးကျမ်းမာအောင်နေကြလာကျမ်းမာဗျာအကုသူနဲ့ကင်းတဲ့အလုပ်ကိုလုပ်ကိုကြောင့်သူတပားမျက်ရည်ကြီးငယ်ကြပြီးမှရတဲ့ငွေမျိုးဝေးဝေးရရှောင်ကြလာတယ်။ကျမဖေကတပည့်တော်ဆရာတော်ရဲ့ဆုံးမစကားနားထောင်ပါမယ်ဖေ။ကဲကဲရေမိုးချိုးပြီးရှိုးစမိုးတွေပြန်ထုတ်လိုက်အောင် နေထမင်းစားပြီးမှနော်မင်းဘောင်းမီကြီးပြောင်းဝင်ကြလာတော့ကြထမင်းစားလို့အဆင်မပြေဖြစ်နေုံပဲအเจ้าမှာတင်မလီခွေထိုင်စားရမှာတင်မဖေဖုန်ကြီးကပြုံးပြီးတော့မိတ်နေဗျကိုဝါကြီးလည်းပြုံးပြီးတော့ပြန်လျှောက်တင်နေဖုန်ကြီးပြောတာလည်းမှန်တာပဲလေကိုဝါကြီးဝက်လာတဲ့ဘောင်းမီကခက်ကြက်ကြက်ရေးအဲ့လိုနဲ့ကျုပ်တို့တွေထမင်းစားကြတာပေါ့ဗျာထမင်းစားပြီးတော့ဇောင်းနှမ်းမှာကျုပ်ရဲ့ကိုဝါကြီးရဲ့ဘုကရဲ့စကားပြောပြကြတာပေါ့ဗျာဘုကကိုဝါကြီးကိုကြည့်ပြီးပြောတယ်ဗျဝါကြီးငါ့အမေကိုတစ်ပင်လိုက်ပြီးမခုတ်တော့ဘူးထင်နေလား လေရအချိန်ပြည့်လုံနေမှာမဟုတ်တော့အားရချိန်လေးစိုက်ကယ်စီဖို့ပဲရရလိုက်ခုံနေရ။နာနာနေနေလေနေပေါင်းပါကြီးဟာ။ဘုကာကြီးကျောင်းနောက်တကြံမှာလဲစွန်ကျွေးနံစူးစားနေရပါ။မင်းမိမလေးပါလေရောမယူတော့လား။စီစဉ်မရှိသေးပါဘူးဗျာဘုကာ။ကျောက်တို့လေဖိတ်ဆိုင်သွားကြရအောင်လားဗျ။အေးသွားကြပါကွာ။ကျောက်တို့လေဖိတ်ဆိုင်ကိုသွားလိုက်တယ်။ဟိုရောက်တော့ခင်ဗျားတို့တည့်ရတိုင်းကိုမျိုးကြီးဆိုင်မှာလူဆုံနေပြီလေဗျ။ရှိပြီဆလောင်းလာတဲ့နိုင်ငံသားပေါ်လုံးပွဲစဉ်တွေကြောင့်ပြောနေကြတာကျုပ်တို့မြင်တော့အားလုံးကဝိုင်းပြီးနှုတ်ဆက်လာကြတယ် ။ဟောဘိုးကလည်းစနေပါလား။လာလာအဲ့တယ်လည်းပါလာလား။ကိုမျိုးကြီးကတော့ပြောရမယ်။ဘသူလဲဆိုတော့တေချာကြည့်ပါဦး။ဟာဝါကြီးပါလားကွာ။ဟေးကြီးချာစားမအောင်ကွာ။တို့ဟာကြီးစတိုင်နဲ့မလိုက်နဲ့ပါလား။ကိုမျိုးကြီးကကိုဝါကြီးကိုကြည့်ပြီးပြောလာတော့ကျန်တဲ့သူတွေလည်းတအံ့တအော်နဲ့ဝိုင်းပြီးနှုတ်ဆက်ကြတယ်ဗျကိုမျိုးကြီးစတိုင်ဆိုတာတော့ဟုတ်ပါပြီဗျမလိုင်ရောက်ပါတော့မင်းတို့ကလည်းအယံကိုမလိုင်ရမချို့ဘူးလားချို့ရလေဗျအီရောမအီဘူးလားအီဟာပေါ့အေး တို့ဝကြီးရဲ့မျက်နှာချိုးအီနေလို့ပြောတာလေကွာဟုတ်တယ်ဗျကိုဝကြီးတို့များမိတ်စကတ်တွေများလူးထားသလားပဲမိတ်ကတ်တော့လောက်ပါကွာမိတ်စကတ်ကိုမင်းမျက်နှာမှာပဲလေတည့်ရဲ့အတိုင်းပဲလေလက်ဖက်ဆိုင်မှာထိုင်ပြီးတယောက်နဲ့တယောက်ဆက်ဆံနေတော့ပြောကြဆိုကြတာပေါ့ဗျအဲ့ချိန်မှာဆိုင်ထဲကိုကန်ကောင်းဆိုရဲကောင်ဝင်လာတယ်ဗျတို့ကကျုပ်တို့ဝိုင်းမှာလာထိုင်ပြီးကျုပ်ကိုပြောလာတယ်။စနေကမင်းကိုလိုက်ရှာကျောင်းတော်ရောက်ခဲ့ပြီးမင်းကဒီမှာစိန်ကြနေရပေါ့လေ။အေးကွာကျောင်းမှာအလုပ်အားညံနေလာလိုက်တာ။ဘိုးကလည်းပါတာ။ဟာ ကိုဝါကြီးတယ်လန်းနေပါလားဗျကံကောင်းကကိုဝါကြီးကိုနှုတ်ဆက်တယ်ကိုဝါကြီးကတော့မျက်နှာကြီးပြုံးပြပြီးပြောလာတယ်ဗျမင်းတို့ကောင်တွေကတော့ပြောလိုက်ရင်အဆမ်းပဲနော်မိုက်တယ်ပြောလိုက်လမ်းနေပြောလိုက်နေဘာမှမသိတော့ဘူးလမ်းနေဆိုတာကြောက်ကြောက်လေးတုံးတဲ့စကားဗျနောက်တစ်ခါမှတော့နောင်လာနောင်သားတွေတုံးကောင်းတုံးလာနိုင်တယ်မင်းကပြောလိုက်ရင်အမြဲတောက်ကြီးတောက်ကျနေနော်ကံကောင်းဆိုရဲကောင်ကခမသိရဲ့အတိုင်းပဲလေကြီးကြီးကျယ်ကျယ်ပြောတော့ကျုပ်ကလည်းပြောချလိုက်တာအဲဒီတော့မှကံကောင်းတယောက်ငြိမ်သွားပြီးတော့ကျုပ်ကိုစကားပြောရပြစနေ မင်းကိုငါလာခေါ်တာအကူကြီးတောင်းစာရှိလို့အေးပြောဘာကိစ္စတော့ကံကငါမော်တော်ဆိုင်ကယ်သွားဝယ်မလို့ကွာအဲ့ဒါမင်းလိုက်ခဲ့ဟုတ်ဟဲ့ကောင်ရငါမှမော်တော်ဆိုင်ကယ်ကြောင့်နားမလဲတာနားလဲစားမလို့မင်းပါရင်ရပြီဒီတိုင်းလိုက်လို့တော့အဆင်မပြေဘူးကွာဘိုးကနဲ့ဘုန်းကြီးကိုရှောက်ပါအောင်မင်းကဘယ်နဲ့သွားမှာလဲငါကအခုခဏနေသွားချင်တာမင်းပြည့်ရသွားမယ်လေစတုညစကားပြောနေအောင်နားထောင်နေဘိုးကကံကောက်ကြည့်ပြီးမေးတယ်ဗျကံကောက်မင်းဘယ်ကိုသွားဝယ်မှာလဲကံသာလောက်ပဲသွားမှာကံသာနီးမမနီးပဲ တရက်လောက်တော့ကြာမှာပေါ့ဘူကာဆန်နေကိုခေါ်သွားမယ်ဗျနော်ဆန်နေလည်းအားတော့အားပါတယ်မင်းတို့ဖုန်းကြီးကိုတော့သွားရှာအောင်နော်ငါတော့ပြောစရာမလိုဘူးအဲ့ဆိုကျုပ်နဲ့ဆန်နေကြောက်ပြန်လိုက်အောင်မေဘူကာတော့ဒီမှာဆက်ပြီးထိုင်အောင်မလားအေးထိုင်အောင်ပါကန်ကောင်းနဲ့ကျုပ်လည်းလဖိဆိုင်နေရလူတွေနှုတ်ဆက်လိုက်ပြီးတော့ဖုန်းကြီးကြောင့်စီပြန်လာလိုက်တယ်ကြောက်ရောက်တော့တကောက်နာကန်ကောင်းကဖုန်းကြီးကိုတော့သွားမတွေ့ရဘူးအဲ့တော့ကျုပ်ကြောက်ထည့်ပဲသွားရှောက်လိုက်ရတယ်ဖုန်းကြီးကလည်းခွင့်ပြုပါတယ်အဲ့လိုနဲ့ကျုပ်လည်းကန်ကောင်းနဲ့အတူကန်တောင်မော်တော်ဆိုင်ကယ်ဝယ်တာလိုက်သွားပြစ်တယ်ပေါ့ဗျာ ကျောက်တူရီကန်တာရောက်တော့ညနေပိုင်းရောက်နေပြီဗျကန်ကောင်ပိုက်စာလို့စားတော့ဆိုင်တစ်ဆိုင်မှာထိုင်ပြတယ်ဒေါ်တာအကျင်လျာပါနေတော့ဆိုတော့ကျောက်ကခောက်ဆွဲကြော်လေးပဲမှာတော့ဗောကန်ကောင်ကတော့ဝီစကီလေးကစ်တယ်အမီးကလည်းအစုံပဲတကောက်ကျောက်ကိုမြူဆယ်နေလေသိတယ်မို့လားစနေဆိုရဲကျောက်ကလည်းဖုန်ကြီးကြောင့်မှကန်နေရပြီမဲ့တိတ်ပြီးလိမ်မာတဲ့ကောင်မဟုတ်ဘူးဆရာဆရာတော်ရီနဲ့လိုက်တော့ရတာတမျိုးအခါရင်းလဲပြီးသွားပြီဆိုတော့မလိမ်မာချင်တော့လေဖုန်ကြီးကြောင့်သားလည်းလူပေမို့တောက်ချင်စားချင်စီလေးတော့ရှိတာဗောဗျာ မမူယူယူနဲ့ကြောင်းပြောင်းရရင်တော့ဖုန်းကြီးကကြောက်နေတဲ့ကိုခြေနဲ့ကံပြီးကြောင်းမောင်းနေနှင်ချမှာကျင်းတယ်ပဲအဲအကြောင်းကျလည်းမဖြစ်သေးပါဘူးလို့တွေးနေတော့မှကံကောင်းအောင်စကားဆိုလာတယ်ဗျစနေရဟာတောက်ချေတောက်လိုက်စမှာကွာတို့တွေမနေ့ဖန်လာမှပြန်အောင်မအောင်အဲ့ဒီချိန်အနက်လည်းမရတော့တော့ပါကွာအေးအဲ့ဒါလည်းဟုတ်တာပဲနော်အဲ့ဆိုခေါက်ဆဲကြောင်နောက်မှစားမယ်ချမယ်ကွာအဲ့လိုလှုပ်ဆမ်းမှစနေရဟာကြော်ရဲတောက်နေတာပြင်းစရာနေပါဦးမော်တော်ဆိုင်ကမင်းပါမသွားရမှာလေ ခဏဆောင်ငါကောင်ရဲ့အချိန်မပြည့်သေးဘူး။အရုံနောက်ကျမှရောက်မယ်ထင်လို့ညနေ6နာရီလောက်ချိန်လာတာ။အခုစောရောက်နေဆိုတော့တို့ဒီမှာပဲအေးစေးတောက်နေကြပါကွာ။အချိန်တိုင်မော်တော်ဆိုင်ကယ်ရောက်မယ်ကောင်လာလိုက်မယ်။အော်အဲ့လိုလား။အေးမင်းမော်တော်ဆိုင်ကယ်တော်တော်ကြည့်တတ်နေပြီလားကွာ။မကြည့်တော့ပါကွာ။ဟာမကြည့်တယ်ပဲနဲ့ဘာလာလောက်တာတော့။မင်းမသိပါဘူးကွာ။ကျုပ်လည်းကံကောက်ဆက်ပြီးတော့မေးမနေတော့ဘူးတောက်ဆာရှိရာတောက်စားဆာရှိရာစားပြီးတော့ထွေရလေးပါးစကားတွေပြောနေလိုက်ကြပါဗျာ ကျတော့စကားတပြောပြောနဲ့တောက်လိုက်စားလိုက်လုံနေတာ6နိုင်မထိုးခင်လေးမှာပဲမော်တော်ဆိုင်ကယ်တစီးဆိုင်ရှိမှလာရတဲ့ပြပြီးတော့အဲ့လူကကျွတ်တူပိုင်းတိတိရှောက်လာတယ်ကိုကကခမရောက်တာစောလာပြီလားအေးကွာငါကောင်ခွားခတ်မယ်ထင်နေလွယ်လွယ်ခေါ်လို့ရတော့စောရောက်လာတာပေါ့မော်တော်ဆိုင်ကယ်ကိုစစ်ကြည့်အောင်မလားမစစ်တတ်ဘူးကွာဒါပေမဲ့မင်းပြောတဲ့မော်တော်ဆိုင်ကယ်ဆိုတာတေးကြတယ်မဟုတ်လားတေးကြတယ်ခမရမကြခင်သိပါလိမ့်မယ်အေးပြီးတော့ငွေချေမယ်ကွာကန်ကောင်းကသူ့ရဲ့လွယ်ရည်ထရားငွေတွေအထပ်လိုက်တော့ပြီးတော့ဆိုင်ကယ်ဘိုးကိုခြေလိုက်တယ် မော်တော်ဆိုင်ကယ်စီးရလည်းမသေးဘူးပဲကျုပ်အံ့ဩရာမော်တော်ဆိုင်ကယ်ဝယ်တဲ့ကောင်မော်တော်ဆိုင်ကယ်တီးချမစစ်စေးရပဲတကယ်ကောင်ကျုပ်လည်းကိုနဲ့မဆိုင်တော့ဘူးဘာမှပြောမနေတော့တောက်ဆန်ရှိရပဲတောက်နေလိုက်တယ်မော်တော်ဆိုင်ကယ်ရောင်းတဲ့ကောင်လေးကငွေတွေကိုရေတွက်စစ်စေးပြီးသွားတော့တောက်ပြီးပြီးပြန်မှုပြင်နေပြကိုကောင်ကောင်ကျုပ်ပြောင်းမယ်စီးအပြစ်ဖြစ်ပြီးထားတယ်အေးမေကွာတောက်ဆိုတော့မတောက်မိုးချုံလို့မဖြစ်ဘူးဗျာပြောင်းမယ်မော်တော်ဆိုင်ကယ်ကမိုးချုံရင်ကိုမနေရဘူးကျုပ်လည်းအံ့ဩသွားတယ်မော်တော်ဆိုင်ကယ်လာရောက်တဲ့ကောင်မော်တော်ဆိုင်ကယ်ကမိုးချုံရင်မနေရဘူးတဲ့ ဘာရီပြောနေမှမသိပါဘူးအဲ့ကောင်ပြန်သွားတော့ကြုတ်လေကန်ကောင်ကိုမေးလိုက်တယ်ကန်ကောင်အေးစနေမိကောင်ဘာရောကွာမော်တော်ဆိုင်ကယ်လဲရောင်းသေးတယ်သူ့မော်တော်ဆိုင်ကယ်နာမနေရဘူးဆိုတော့တခုခုပဲကွာမနေရဲလို့မနေရဘူးပြောတာနေမှာပေါ့ကွာမင်းရလေကွာမော်တော်ဆိုင်ကယ်တစ်စီးအနောက်မနေရဲစရာအကြောင်းမှမရှိအောင်ငါလဲအဲ့ဒါကြောင့်မို့မင်းကိုအဖို့ခေါ်လာတာတခြားကောင်တွေဆိုအာယုံစားနေုံမှာဟုတ်ပါပြီဒါနဲ့တော့ဘဲချိန်ပြန်มาလဲမိုးလဲချုပ်တော့မယ်မနေ့ဖန်มาပြန်มาလားမနေ့ဖန်ပြန်လို့မရဘူးအခုညပဲပြန်มา ဟဲ့ကောင်မင်းမူးနေပြီမဟုတ်လားညာကြီးပြန်လို့ဖြစ်ပါမလားကွာမမူးပါဘူးကွာနေလို့ကောင်းရုံလေးပဲဒီညပြန်မှဖြစ်မှာကွာအဲ့ဒါမှမော်တော်ဆိုင်ကယ်ကောင်းမကောင်းသိရမှာအေးပါကွာအားလဲမင်းတော့အဖော်လိုက်လာဆိုလဲမင်းသဘောပေါ့ငါတခုတော့ပြောထားမယ်ငါသေးတော့မသေးခြင်းသေးဘူးနော်ဖတ်ဖတ်မူးမချုပ်ကွာစနေရမော်တော်ဆိုင်ကယ်ညပတ်စီရလောက်နေတော့သေစရာလားကွာအေးပါကွာကံကောင်းဆိုရဲကောင်းနေအတူတူသွားရဆိုတော့လေကံတော့ကောင်းပါပါ ယောက်ျားပဲဗျာထောက်ကြကြပြကြကြဘာမှမဖြစ်ပါဘူးအားကြောင့်ကျုပ်လည်းကံကောင်းစီစဉ်တဲ့အတိုင်းပဲလိုက်နာလိုက်တယ်ကျုပ်တို့ရိအခြေဆွဲပြီးနည်းနည်းလေးထပ်သွားလိုက်တာမိုးချော်ရောဆိုပါတော့ဗျာအချိန်လေးတွေကလည်းကောင်းနေပြီဆိုတော့နည်းနည်းတော့ရိုင်းတိုင်တိုင်လေးတွေပေါ့ဆိုင်မှာကြတဲ့ငွေတွေရှင်းပေးလိုက်ပြီးတာနဲ့မော်တော်ဆိုင်ကယ်နားကိုသွားလိုက်တယ်ကံကောင်းကမော်တော်ဆိုင်ကယ်ကိုတက်ခွာတယ်မော်တော်ဆိုင်ကယ်ကကြည်နေရောတင်းထောက်ဖြုတ်ရတာမမိမကန့်နေလေကျုပ်ကလည်းနောက်ကနေမော်တော်ဆိုင်ကယ်ဖင်ပြီးကိုတက်ပေးလိုက်တော့မှကံကောင်းထောက်ဖြုတ်လို့ရသွားတာယောက်စနေတက်ကွာမင်းမောင်းမောင်းတက်လာ မင်းရလဲကွာဒီဘက်ကဘယ်ဘက်ကကလပ်ညာဘက်က break back လက်နဲ့ညာ break ပါကွာမှတ်မိပါလေသူပြောတာလည်းဟုတ်နေရပဲအဲ့အနေပဲကြုတ်လဲနောက်ကနေကားရခွာပြီးတော့ခြောက်နဲ့မြေကြီးကိုထောက်ထားလိုက်တယ်ကြက်ကအရက်ရှိတော့မိတယ်ကံကောင်ကပူတူတူကောင်းဆိုတော့ခြေပြားလေးပဲမိတယ်ဗျဒါတော့တရားဘာပြောရမှလဲစနေနောက်ကနေခြောက်ကြီးထောက်ထားနေကွာထိရခက်တယ်ဩအေးအေးဟာဟာမောက်တော့မယ်စနေမင်းကွာငါပြောတာမောင်းမပြောတာကွာအခုတော့ထောက်ထားအောင်လေဟော တိတ်မှမသိတာ။မင်းကအခုပြောတာလို့လို့ဖားလို့နဲ့။ကဲစက်နိုးတော့လေ။ဟိုတော့ဘောက်ကဘယ်နားမှာလဲကွာလိုက်ရှာနေ။အကောင်မင်းပြောတော့မောင်းမှုတယ်ဆိုအခုတော့ဘောက်တော့မသိပါလားဟာဒုက္ခပါပဲ။မင်းကလည်းကွာမော်တော်ဆိုင်ကယ်တိုင်းတော့ဘဲတူမှလည်းမှားလည်းမှောင်နေပြီ။အပေါမတွေ့သေးလို့ကွာ။ကျုပ်လည်းသူ့ရဲ့နောက်ကနေလှမ်းကြည့်လိုက်မြင်။ဟုတ်တော့ဟုတ်တယ်ဗျ။ရှေ့မှာထိုင်ခွက်နှစ်ခုပဲပါတာ။တော့ဘောက်မပေါဘူး။တေးချာကြည့်တော့မှတော့ဘောက်ကစီတိုင်ကြီးပေါ်မှာဗျ။အဲ့နဲ့ကျုပ်လည်းတော့ရှူပြီးတော့အပေါကိုထိုးထည့်လိုက်တာပေါ့။အေးအေးဟုတ်တာဟာ။ မင်းမော်တော်ဆိုင်ကယ်တော့တော်တော်ကျွမ်းနေတယ်နဲ့တော့ပါကိုထိုးတာတန်းနေရပဲဟဲ့ကောင်မင်းမူးနေရလားကံကောင်းလို့ရာဇဝယ်မှာလေနိုင်ငံခြားအရက်တော်ပြီးမူးရထုံစံမရှိပါဘူးကွာပြောလိုက်ရင်တော့ရွှေမန်းကဲမောင်းတော့အေးအေးတော့ဒီလိုဖွင့်ဆက်ကိုဒီလိုနှိုးပြီးရင်ဒီဘက်ကကလပ်ကိုဆွဲအောက်ကဂီယာကိုထည့်ပြီးတော့လွှတ်လိုက်ပောက်ခွေးခေါင်းထောင်ပါဟတော်သေးတယ်ဗျမော်တော်ဆိုင်ကယ်ခေါင်းထောင်သွားတာပြန်ကြတော့ရိုင်တိရိုင်ထိုးနဲ့မလဲလို့တော်သေးတယ်ကံကောင်းဆိုရဲကောင်းတော်တော်လန့်သွားတာ ျုပ်သိတာပေါ့မူးနေတာတော့မှပြေကုန်တယ်လေဒါတော့အပြောမလျှော့ကျင်သေးဘူးနော်စနေတိတ်များလန့်သွားသလားငါအဲ့လောက်ကြီးမင်းကိုနောက်ဖို့မသိမအောင်ကွာတကယ်ကောင်များကံကောင်းဆိုရင်နာမည်နဲ့လိုက်လို့သာကျုပ်တို့ရေမော်တော်ဆိုင်ကယ်မမောက်တာနော်အခုကြတော့လေအစင်ချောနေပါလေရောဗျာမော်တော်ဆိုင်ကယ်ကြီးကဆက်တန်တထုံထုံနဲ့သွားနေရပေါ့ကျုပ်တို့ညောင်လည်းအတော်စိန်ကြနေမော်တော်ဆိုင်ကယ်ကတော်တော်ကောင်းနေဗျာကံကောင်းပြောပုံရတဝက်စီနဲ့ရတာဆိုတော့တော်တော်တန်တယ်လို့ပြောရမယ် အဲ့တော့ကျုပ်တို့လည်းကန်တာမျိုးတွေတစ်ပတ်မောင်းလိုက်ပြီးတော့လူပြိုလှဲ့လိုက်သေးတယ်။မော်တော်ဆိုင်ကယ်ကြီးနဲ့ဆိုတော့ကောင်မလေးတွေကလည်းလှဲ့ကြည့်တပြ။စိုက်လို့ကြည့်ရတော့မဟုတ်လောက်လမ်းတရေထင်ပြီးကြည့်ရပဲဖြစ်ရမယ်။ဒါပေမဲ့ကျုပ်တို့နေရာဝတ်ထားစားထားတာလမ်းတရေပုံတော့မပေါ်ဘူးပြ။ခင်ဗျားတို့တည်ရတိုင်းပဲလေ။နှစ်ယောက်စလုံးပစိုးနေဆိုတော့မော်တော်ဆိုင်ကယ်ကြီးနဲ့တိတ်ပြီးတော့မလိုက်ဖောက်ပေါ့ဗျ။အဲ့လိုမှတည်ရင်ကိုဝါကြီးဝတ်စားရင်းငှားဝတ်ခဲ့ပါရဲ့။အဲ့လိုနဲ့ကျုပ်တို့တွေလည်းကန်တာမျိုးတွေတစ်ပတ်ပတ်လိုက်ပြီးတော့ကျုပ်တို့မျိုးပြန်လိုက်တယ်ဆိုပါတော့ဗျ။ ကိုကိုဘေနန်တွေကလမ်းတစ်ဖက်တစ်ချက်မှာအပြည့်ဝဲပြညပိုင်းဆိုတော့မော်တော်ကားတွေမော်တော်ဆိုင်ကယ်တွေတိတ်တုံမတွေ့ရဘူးပေါ့ဗျာအခြေအနေလင်းနေပြီ哦အမှန်ဆိုရင်စစောပြောင်းရင်ရတယ်ကန်တာမျိုးတွေပတ်လိုက်တာအချိန်ကြာသွားတာအဲ့တော့ကျွတ်တူတွေပြောင်းနေအချိန်နောက်ကြတယ်ပေါ့ဗျာလူတွေကလည်းတဖြည်းဖြည်းနဲ့အချိန်တက်လာပြီ哦အဲ့လိုနဲ့ဆိုင်ကယ်နောက်မှာကျုပ်ကကန်ကောင်းရဲ့ပခုံးပေါ်လက်တင်ပြီးလိုက်လာတယ်လမ်းဘေးရဆေးရတခုရောက်တော့ကန်ကောင်းဆိုတဲ့ကောင်မော်တော်ဆိုင်ကယ်ကိုရှက်လိုက်တယ်ဗျပြီးတော့ကျုပ်ကပြောလာတယ်စနေငါလမ်းမမြင်ရတော့ကွာခဏလောက်မေးလိုက်ရအောင်လား ဘာလို့လမ်းမမြင်ရတော့အေးမျက်လုံးအမှဲ့မဲ့သွားလို့ကွာဩအဲ့လိုလားအဲ့ဆိုလဲနားတာပေါ့ကွာမနာလို့လည်းမရဘူးလေမော်တော်ဆိုင်ကယိုယိုမောင်ရဲ့ပြဿနာမရှိဘူးတခါတခါဖြတ်သွားတဲ့တစ်ကားအောင်ရောက်သွားမှပြနှစ်ယောက်လုံးဘဝတစ်ပါးကိုပြောင်းသွားမှလေအဲ့လိုနဲ့ကျုပ်တို့တွေလည်းမော်တော်ဆိုင်ကယ်ကိုရက်ပြီးတော့ဇရက်ပေါ်တက်လိုက်တယ်ဗျကျုပ်လည်းဇရက်ပေါ်ရောက်တာနဲ့ပလက်လှမ်းပြီးလှဲအိပ်လိုက်တယ်ကံကောင်းလည်းအထူးတူပါပဲအဲ့ကောင်ကအချိန်ခဏပဲရှိသေးတယ်တမ်းပြီးအိပ်ပျော်သွားတာများဗျဟောက်တာဟောက်နေသေးတယ်ကျုပ်လည်းအိပ်ဖို့ကြိုးစားတာပေါ့ဒါပေမဲ့အဲ့ကောင်ဟောက်တန်ကြီးကြောင့်ကျုပ်အိပ်မပျော်ပါဘူးဗျာ ။ဇယက်ပေါ်မှာလည်းခြေတန်းလို့လို့ဘာလို့လူကကြားနေရသေးတယ်။ခေါင်းထောင်ကြည့်လိုက်တော့ရထားတဲ့လမ်းပြမော်တော်ဆိုင်ကယ်နှပေးမှာလူတယောက်လမ်းရှောင်နေတယ်လို့လူဘာလို့လူတွေ့လိုက်ရတယ်။ကြုံမှုနေလို့အမြင်မှားတာပဲထင်နေရပေါ့။အဲ့လိုနဲ့ကျုပ်ကနှစ်ဖူးလေးပေါ်လက်တင်ပြီးအိတ်မလို့လုံနေတော့မှဇယက်ပေါ်ကိုလူတယောက်တက်လာတယ်ဗျ။ကျုပ်တို့ဘီမှာလာထိုင်နေ။ဇယက်ထဲမှာမှောင်နေအောင်ဆိုတော့လူပုံဆောင်တော့တိတ်ချမမြင်ရဘူးပေါ့ဗျ။ကျုပ်လည်းမအိပ်သေးတဲ့ကြောင့်တည်စီချင်လို့တစ်ဖက်လေးနဲ့ချောင်းလေးဟန်ပြလိုက်တယ်။ကျုပ်တန်ကြလို့ထင်ပါရဲ့။ဇယက်ပေါ်တက်လာတဲ့လူကကျုပ်ကိုလှဲ့ကြည့်လာတယ ပြီးတော့သူ့အတန်းအော်အော်ကြီးနဲ့စကားဆိုလာတယ်။မအိတ်သေးဘူးလား။အိတ်သေးပါဘူးဗျာ။ခမောင်းအိတ်မလို့လား။မအိတ်ပါဘူးကွာ။ငါမော်တော်ဆိုင်ကယ်ကိုစောင့်နေ။ခမောင်းမော်တော်ဆိုင်ကယ်ပါလာလား။အေး။ကျုပ်လည်းလမ်းဘက်ကိုလှည့်ကြည့်လိုက်မိတယ်။မော်တော်ဆိုင်ကယ်ဆိုလို့ကန်ကောင်းဝင်လာတဲ့မော်တော်ဆိုင်ကယ်တစ်စီးရဲ့တွေ့ရပါ။ဟိုဘက်ကကိုကူပင်အရေးအောက်မှာရပ်ထားတာဖြစ်ရင်ဖြစ်မှာဆိုပြီးတော့ပဲကျုပ်လည်းတွေးလိုက်တယ်။အိတ်ကလည်းအေးချင်နေအောင်လည်းထပ်ပြီးတော့စကားမပြောပြတော့ဘူး။အိတ်ဖို့ကြိုးစားလိုက်တာပေါ့။လူကလည်းမူးနေလို့ချက်မှရဲ့ခဏနေတော့အိတ်ပြောသွားရောပဲ။ မင်းငါမော်တော်ဆိုင်ကယ်ဝယ်လိုက်တာလားအေးဟုတ်တယ်ဘာဖြစ်လို့လဲမင်းငါတို့နောက်လိုက်ခဲ့ရမယ်မင်းကတော်တော်တတ်သိရှိနေလားငါမော်တော်ဆိုင်ကယ်ဘယ်သူမှမယောင်ဘူးဆိုတော့မင်းမသိဘူးလားဟိတ်ကောင်ငါငွေပေးပြီးပြီမော်တော်ဆိုင်ကယ်ကိုမင်းရောငါအပိုင်မယ်နင်းမင်းတွေ့မယ်မင်းကိုဘာမှလုံးလို့မရပါဘူးငါကလုံးလို့ရတဲ့ကောင်လုံးမှာနားထဲမှာအတန်နေကြနေရလို့ကျုပ်လည်းအိတ်နေရနေနိုးလာတယ် ညတကောင်ကျော်အချိန်လောက်ဖြစ်မဲ့ထင်ပါရယ်။ကျော်မျက်စိဖွင့်လိုက်တော့ကံကောင်းတောင်ဇရက်ပေါ်တက်လာတဲ့သူနဲ့စကားများနေရပြ။ပြီးတော့ဇရက်ပေါ်တက်လာတဲ့သူဇရက်အပြန်ဆင်းသွားရယ်။အဲ့တော့မှကျော်လည်းငုတ်တုတ်ထထိုင်ပြီးကံကောင်းကိုမြင်လိုက်တယ်။ကံကောင်းအစောကဘသူရောကွာ။အရင်မော်တော်ဆိုင်ကယ်ပိုက်ရှင်မှာကွာ။အဲ့လိုဘာလာလောက်တာရော။သူ့မော်တော်ဆိုင်ကယ်ဝယ်သွားလို့စိတ်တူနေရတယ်ကွာ။မင်းလည်းတတိပေးအောင်မယ်အဲ့လူရန်လိုက်ရှာမယ်ထင်တယ်အဲ့မင်းနောက်ကနေတတိဝရိယနဲ့လေနေအောင်ဟဲ့ကောင်ချမြချအောင်မလား နှစ်ယောက်တစ်ယောက်လောက်ကတော့ရတယ်နော်အဲ့ထက်များရင်တော့ငါကတော့ပြေးမှာပဲတစ္ဆာမရှိဘူးတွေတငယ်ချင်းကောင်မပြီးတာဘူးတွေလမ်းမလုံနဲ့ကြားလာအေးပါကွာသူပြောထားတာကွာအများနဲ့တယောက်ကတော့ငါခံမချရဘူးပြေးတင်ပြေးရမှာပဲဟုတ်တယ်လေခင်ဗျားတို့လည်းသိမှာပေါ့ရှန်ဖြစ်ဟိုကအများကြီးကိုကတယောက်နှစ်ယောက်လောက်ခံမချလို့တစ္ဆာမရှိဘူးတငယ်ချင်းကောင်မပြီးတာလို့ပြောတဲ့သူတွေဟာရှိသေးတာအခုလည်းပြောမရဘူးအရင်မော်တော်ဆိုင်ကယ်ပိုင်ရှာလူတွေစုပြီးလိုက်လို့မှလည်းကြာရသေးတယ်လေနေပါဦးကျုပ်စိတ်ထဲမှာမရှင်းမရှင်းကစဖြစ်လာပြီအဲ့တော့ကံကောက်မေးရတာပေါ့ ကန်ကန်မေတခိုးလက်ခံလို့တာတော့မဟုတ်ပါဘူးနော်ဟာကွာငါအဲ့လိုတွေလုပ်ပါမလားကွာမော်တော်ဆိုင်ကယ်အရင်ပိုင်ရှင်သူ့ဥစ္စာကိုဆွဲလဲနေရပါကွာအေးအေးအဲ့ဆိုလဲပြီးတာပဲပြန်ကြရအောင်ကွာကြားအောင်မှပဲပြန်အိတ်တော့မယ်အေးသွားကြပါကွာကျွတ်တို့နှစ်ယောက်ဇေယျဘော်ကဆင်လာပြီးတော့မော်တော်ဆိုင်ကယ်အနားကိုသွားလိုက်တယ်ပြီးတော့ကန်ကန်ကအရင်မော်တော်ဆိုင်ကယ်ပေါ်တက်ခွာပြီးဆက်နှိုးတာပေါ့သူဆက်နှိုးပြီးမှပဲကျုပ်လည်းနောက်ကနေတက်ခွာလိုက်တယ်ကျုပ်တက်ပြီးရနဲ့ကန်ကန်ကတမ်းပြီးမောင်းထွက်လိုက်တာ ဲ့ဒီချိန်ကျုပ်ကောင်တယောက်ယောက်ကဆွဲထားတယ်လို့ဖြစ်ပြီးမော်တော်ဆိုင်ကယ်နောက်ကနေကျုပ်ပြုတ်ကျပါလေရောကျုပ်ပြုတ်ကျသွားတာတကောက်သာကန်ကောက်မသိဘူးထင်နေစကားတွေပြောပြောနဲ့မောင်းထွက်သွားတာဘယ်သိလိမ့်မလဲသူ့ရဲ့နောက်မှာလူတယောက်ကကာယာကြီးခွက်ရသားကြီးပါသွားတာလေကျုပ်သိလိုက်ပြီကျုပ်ကိုဆွဲချတရေပဲနေမှာကျုပ်ကိုဆွဲချပြီးသူကလိုက်သွားတာကန်ကောက်ကတော့ကျုပ်ပါလာတဲ့ထင်ပြီးဆက်မောင်းသွားလေရဲ့တော်သေးရပေါ့ဗျာလမ်းအမမဟုတ်လို့ဒါပဲလမ်းတော်မှရင်တော့မတွေ့ရကြပဲမြေသားလမ်းကနေကတ်တရလမ်းပေါ်အတက်မှဖြစ်တာလေ ကြုတ်လေမောင်မောင်မဲမဲတဲ့ပစိုးမပေးနေဖုန်တွေခလိုက်ပြီးတော့ကတ်ကြံလန်းအတိုင်းလမ်းပြန်လျှောက်လာတာပေါ့စိတ်ကလည်းတုံနေရဗျဘလို့တရေမျိုးကများကြုတ်ကိုဆွဲချပြီးလိုက်သွားလည်းမသိဘူးသိရင်တော့တွေ့မယ်လို့စိတ်ထဲကနေကြေးပြီးတော့လမ်းလျှောက်နေရပေါ့ဗျာမကြပါဘူးမော်တော်ဆိုင်ကယ်မီးလင်းရောင်တစ်ခုကကြုတ်နဲ့မျက်နှာချင်းဆိုင်မှာပေါ်လာသေးကြတယ်ဒါကံကောင်းရမော်တော်ဆိုင်ကယ်ပဲဟုတ်ပါဗျာကြုတ်နောက်ပြန်ကြွေလာပြီးကြုတ်ကိုမော်တော်ဆိုင်ကယ်ပေါ်တက်ခိုင်းနေဗျာစနေတက်กว่าဟိုတရေကောင်ကကန်ချခဲ့ပြီတကောင်မင်းလို့ထင်နေတာစနေကအဲ့တရေဘယ်ကပါလာဒီမော်တော်ဆိုင်ကယ်ကလေကွာ မော်တော်ဆိုင်ကယ်ကဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့တော့မင်းကွာတရေပါတယ်မော်တော်ဆိုင်ကယ်ဘာလို့ဝယ်ရတော့ငါဆရာကြီးဝယ်ခိုင်းလို့ကွာ तू ကတရေပါမင်းသိတယ်တမင်ဝယ်ခိုင်းတာအော်အေးအေးအားကြောင့်မင်းကငါ့ကိုခေါ်တာပေါ့လေအဲ့လိုရေလို့လည်းမဟုတ်ပါဘူးကွာကဲကောင်တက်တက်ဟိုနားရငါတို့ပြန်ပြီးနှောက်ရှောင်မှာမင်းကိုချီမန်းခွင့်ပေးမယ်အကောင်မြင်တာနဲ့ချီမန်းခွင့်နဲ့သာချီကွာဟဲ့ကောင်ရတရေဘဲချိန်လာမယ်မသိအောင်ငါဘလို့ချီမန်းခွင့်နဲ့ချီရမှာလေဟာ အမော်တော်ဆိုင်ကယ်ဖြည်းဖြည်းချင်းမောင်းမယ်ဒီကောင်ကတော့ကနေမင်းကိုထပ်ဆွဲချမှာပဲမိမသာကြည်ကြက်လို့ကွာတုပ်လဲစိတ်ကတိုးနေပြီလေမစီမဆိုင်ကနေဆွဲချခံထားတာအဲ့တော့ဒီတရေကောင်ပြန်ဒုက္ခပေးမယ်ဆိုပြီးကံကောင်းပြည့်ရဲ့ချီမံခွင့်ကိုရှူထားလိုက်တယ်ပြီးတော့မော်တော်ဆိုင်ကယ်နောက်ကနေတက်လိုက်ပြီးတော့ကံကောင်းကိုမောင်းခိုင်းတာပေါ့ဗျာကဲမောင်းတော့ကံကောင်းကြီးအေးအေးတရိပ်ထားနေနော်စနေကံကောင်းကမော်တော်ဆိုင်ကယ်ဖြည်းဖြည်းပဲမောင်းနေဗျာကျုပ်ကတော့နောက်လေကြည့်လိုက်ဘေးဘီဝဲရောက်ကြည့်လိုက်နဲ့ဘဲချိန်မှာဘလို့ပုံစံနဲ့နှောက်ရှက်လာမလဲဆိုတော့တရိပ်ထားနေရပေါ့ဗျာ ိတ်မကြလိုက်ပါဘူး။ရှီယောင်မောင်ရဲ့ကန်ကောင်းကြလမ်းဘေးမော်တော်ဆိုင်ကယ်ကြီးမောင်းချတော့လို့ကျောက်မှာဖြစ်လက်မီတတိပေးလိုက်ရတယ်။ဟေးကန်ကောင်းဘယ်တော့မောင်းနေရတော့ဟာဘေးကလေခွက်တွေထဲကြောက်အောင်မေ။ငါမောင်းနေရမဟုတ်ဘူးဟာသူ့ဘာသာသွားနေရ။ဒုက္ခပဲမှောက်ချလိုက်မှောက်ချလိုက်။ဟေးဘာမှောက်ချမှာတော့ဆိုင်ကယ်မှောက်လိုက်ကွာနို့မို့ဆိုလေခွက်ထဲကြောက်ရင်သွားပြီ။အေးအေးကျောက်တတိပေးလိုက်မှာမော်တော်ဆိုင်ကယ်လက်ကန်ကိုကန်ကောင်းခောက်ချလိုက်တယ်ဗျ။အဲ့တော့နှစ်ယောက်သားတုံငနေလဲသွားပါဗျ။ကျောက်ကတော့နောက်ကနေခုံချတာဆိုတော့ဘာမှတော့ဖြစ်မသွားဘူး။ ကံကောင်းတော့မော်တော်ဆိုင်ကိန်းပြီနေကြတယ်မတက်မတာအတန်နဲ့ကျုပ်ကိုအော်ခေါ်တယ်စနီလောက်ပါအောင်ဟာငောက်လာထူပါအောင်အေးအေးကျုပ်လည်းမော်တော်ဆိုင်ကိန်းကြီးကိုမနှဲမပါဘူးသူ့ကိုထွက်ခိုင်းလိုက်ရတယ်ကြော်တရပါဗျာကြီးကြီးမားမားမထိခိုက်သွားလို့ကျုပ်တို့နှစ်ယောက်လုံးတရေကောင်တော်တော်လေးကိုစိတ်တူနေပေါ့ဗျာတို့မြကွာရရဆဆတင်းဟာဟုတ်ပါကံကောင်းရဒီတည်းတိတ်လွန်နေပြီတွေ့မယ်ဆရာကြီးပေးရဲ့အစီရင်တွေမတုံးကျင်သေးလို့မတုံးတော့တင်းဟာဆောင်းထနေမင်းကလည်းအစီရင်ပိုင်းအစိုးရတုံးလေကွာသေတော့မလို့နည်းနည်းပဲလို့ သေးပါဘူးကွာမင်းကလည်းလဲခွက်သေးပဲကြမှာပိုရီပြောမနေနဲ့မင်းလှုပ်ရှားရှာလို့ကျုပ်လည်းစိတ်ကတိတ်မရှာနဲ့ဒီကောက်လှုပ်ရှားရှာလှုပ်ခတ်လိုက်တယ်ကံကောင်းကမမမမဲရဲမှာသူ့ရဲ့လွယ်ရည်တရားနေချီမန်းခွင်းကျိုးကိုထုတ်ပြီးတော့မော်တော်ဆိုင်ကလက်ကင်တွေမှာချီလိုက်တယ်ချီနေငါးနေလဲစကားပြောလိုက်တယ်တရေရေမင်းငါ့ရဲ့မော်တော်ဆိုင်ကလက်ကင်ကောက်ရဲကင်ကြီးဘာဖြစ်သွားမယ်မှတ်လဲအဲ့စကားကြတော့ကျုပ်လည်းသိကျင်တာနဲ့ဖြတ်မိလိုက်တယ်ဘာဖြစ်မှလဲကံကောင်းကငါလည်းမသိပါဘူးကွာဆရာကြီးကဒီလိုချီလိုက်လို့ပဲမှားလိုက်တာမင်းကတော့ကွာ ကဲမောင်မောင်ကျုပ်လည်းကန်ကောက်မော်တော်ဆိုင်ကယ်ပြန်မောင်းခန့်လိုက်တယ်။ကျုပ်ကနောက်ကနေတက်ပြီးတော့ခွာလိုက်တာပေါ့။မော်တော်ဆိုင်ကယ်ကလည်းကောင်းချက်ပြမောက်တာတော့ဘာမှမဖြစ်ဘူးရဲ့။အဲ့လိုနဲ့ကျုပ်တို့တွေဆက်သွားလိုက်တာဘာအနောက်ရှာမှာတော့မကြုံရတော့ဘူး။ဒါပေမဲ့ကျုပ်လက်ထဲမှာချီမန်းကွင်းကျိုးလေးကအကင်ထားသေးတယ်။ဘာအနောက်ရှာမှာမတွေ့ရတော့ကျုပ်လည်းကန်ကောက်အတန်ကျကျနဲ့ပြောလိုက်တယ်။ကန်ကောက်တရေမရှိတော့ဘူးနဲ့ထင်တယ်။တေးမရှိလို့တော့မရဘူးကွာငါတို့မော်တော်ဆိုင်ကယ်ဝယ်တာတေးရဲကြောင်ဝယ်တာသူမပါလို့မရဘူးဟဲ့ကောင်ရမင်းဟာဘလို့ကြီးလဲ မင်းကပြောထားတယ်လေဆရာကြီးဝယ်ခိုင်းတော့ပါဆိုအတော့မင်းအရှုပ်ထုတ်တယ်ဝင်ပြီးပြီထင်ပါရဲ့ကွာစနေမင်းကရှင့်နေနေတူအေးအေးကျုပ်လည်းအခုချိန်မှမှကန်ကောက်သိပြီးအပြစ်မတင်ချင်တော့ပါဘူးဗျာသူကျွေးမွေးထားတာတွေနေမှမနေပဲအဲ့တော့သူပြောတဲ့အတိုင်းရှင့်နေနေတူပြီးလိုက်တယ်မတူးလို့လည်းမရဘူးကျုပ်နောက်ကနေတယောက်ကကားရိုက်ခွာပြီးအတင်းတူးနေတယ်လို့ပဲအဲ့ဒါနဲ့ကျုပ်လည်းကန်ကောက်မခုံနာကပ်ပြီးပြောလိုက်ရတယ်ဟဲ့ငါနာမတယောက်ရောက်ပါလာတော့လို့ပဲကွာမော်တော်ဆိုင်ကယ်ပိုင်ရှင်နေမှာပေါ့မကြောက်ဘူးလားမကြောက်ပါဘူးကွာ အေးအေးမင်းလာတယ်မှာချိန်မှန်းရှိရမလားအေးရှိရအဲ့နဲ့မင်းနောက်ကတည်းရောက်ချိန်กว่าကြာလာမင်းပြောတာကြားသွားအောင်မေကျုပ်တို့ညောင်ကတိုးတိုးကပ်ပြီးပြောနေရလိဗျာကျုံတော်လည်းကြည်လိုက်တော့ကျုံတော်မှာကာယခွက်ရသားကြီးပါလာတာဗျမောင်ရဲကြနေလို့သာသေချာမမြင်ရတာကျုပ်လည်းရှေ့ကိုပဲတိုးထိုင်လိုက်ရတယ်နောက်ကနေအေးဆက်ဆက်ထိတွေ့ကြည့်ရတော့ရနေရပေါ့ဗျာရှီတိုးအိုးကြက်တယ်တိုးမရတော့တိုးမရမင်းစင်းနေခဲ့မစင်းမင်းအလျားလိုက်မလားအေးရတယ်ကျုံနဲ့တည်းနေစကားပြောနေရလေ သူကမြကျုပ်ကိုရှေ့တိုးဆိုပဲနောက်ကနေလဲဝင်ထိုင်သေးတယ်အကျက်တယ်လို့လည်းပြောသေးတယ်အဲ့ဒါနဲ့ကျုပ်လည်းကန်ကောက်မော်တော်ဆိုင်ကခဏရက်ခိုင်းလိုက်တယ်ကန်ကောက်ခဏရအောင်မိကောင်ကချားနေလိုက်မယ်တဲ့အေးအေးကန်ကောက်ရှက်ပြလိုက်တာနဲ့ကျုပ်လည်းဆင်းလိုက်တယ်တရေကခက်မြန်မြန်ပဲကန်ကောက်ရှေ့မှာကတ်ထိုင်တယ်ကျုပ်လည်းနောက်ကနေခွာထိုင်လိုက်တာပေါ့ဗျာကျွန်တော်တိတ်ပြီးသားမှတ်လေကျုပ်ရဲ့လက်ထဲမှာချီမန်ကွင်းကိုစုပ်ကင်ထားတာအဲ့လိုနဲ့မော်တော်ဆိုင်ကမောင်းထိုင်တိတ်မကြခင်မှာကျုပ်နဲ့ကန်ကောက်ကတရေရဲ့လက်ပင်ကိုချီမန်ကွင်းနဲ့ဆွတ်ချလိုက်တယ်ဟေးဟဲ့ကောင်လေးမင်းတို့ဒါဘာလုပ်တာလဲပူတယ်ဟာ မင်းရှုံးလေပို့ပူလေနော်ဒီတိုင်းလိုက်ခဲ့ငါမရှုံးတော့ဘူးမင်းတို့ငါ့ကိုချီမန်းဝင်းဖြုတ်ပေးပါကွာပို့လွန်းလို့ပါဖြုတ်ပေးရင်မင်းကငါတို့ရမ်းရှာမှာမလားမဖြုတ်ပေးဘူးကွာမဟုတ်ပါဘူးကွာအစောရဲကငါမင်းတို့ဘာလုပ်ခဲ့လို့လဲငါ့ဘာသာနေနေရပဲပို့လွန်းလို့ပါကွာဖြုတ်ပေးပါ तू ပြောတာလည်းဟုတ်တာပဲဗျပထမတစ်ကြိမ်ဒုတိယတစ်ကြိမ်နှစ်ကြိမ်ပဲကျုပ်တို့နှောက်ရတာအခုသူ့ဘာသာသူကျုပ်တို့နှောက်ချရမှာမော်တော်ဆိုင်ကယ်စီးနေကျုပ်ကတနာတက်တဲ့သူဆိုတော့ကန်ကောင်ပြောလိုက်တယ်ကန်ကောင်ဖြုတ်ပေးလိုက်ရင်ကောင်းမလားတို့ကြီးကတနာပါတယ်ကွာဖြုတ်ပေးတာပြဿနာမရှိဘူးကွာ ူတို့ငါတို့ကိုပြန်ပြီးလုံနေမှာနော်အာဒုက္ခငါမေးကြည့်လိုက်မယ်ဇက်ကကန်းကောင်းတဲ့စကားပြောနေအောင်တရချာဖြတ်ပြီးတော့ဝင်ပြောလာတယ်ဗျငါဘာမှမလုပ်ပါဘူးကွာငါမော်တော်ဆိုင်ကယ်လေးပေါ်မှာပဲနေချင်လို့ပါမင်းသေးကြရဲနော်ဖြုတ်ပြီးသွားရင်တော့မင်းငါတို့ကိုအနေမပေးရအောင်အေးပါကွာအေးပါငါတကယ်ဂရုပေးပါတယ်တရဲဆိုတာတကယ်တော့လေအစွဲလန်းကြည့်လို့သာတနာစာဖြစ်နေမှာမဟုတ်လား တနာစရာပါဗျာကျုပ်လည်းတနာလို့သူ့ရဲ့လေဘေးမှာဆွထားတဲ့ချီမန်ခွင့်ကြိုဖြုတ်ပေးလိုက်တယ်အဲ့တော့မှသူကဝမ်းမသက်သာနဲ့ကျုပ်တို့ကျေးဇူးတင်စကားဆိုရဲဗျကျေးဇူးတင်လိုက်တာကွာဘာဘလို့ကျေးဇူးတင်ရမှမသိတော့ပါဘူးရပါတယ်ဒါနဲ့မင်းကဘလို့ဖြစ်ပြီးတရေဖြစ်နေရတော့ငါကဒီမော်တော်ဆိုင်ကယ်ကိုတိတ်လို့ချင်းခဲ့တာကွာအဲ့ဒါကြောင့်ငါအလုပ်ကြိုးစားပြီးဒီမော်တော်ဆိုင်ကယ်ကိုရအောင်ဝယ်ခဲ့တာအဲ့ရက်တွေမှာအိမ်ကမင်းမတော့ငါလှုပ်အားကမအပ်ဖြစ်ပါဘူးကွာခင်ဗျာလွန်တာပေါ့ အေးငါလည်းမတရားလိုချင်နေရမှုတော်တော်ကြာကြာဆုလိုက်ရတယ်။မိမနဲ့လည်းတကြက်ကြက်ပေါ့ကွာ။အခုပြန်ထွေတော့ငါတော်တော်မှားခဲ့တာပဲ။မင်းတို့ချီမန်ကျုံနဲ့မချီခင်ဒီကောင်မိုက်တော့။ခမရကလည်းဘလို့ရောအောင်ပြ။ချီမန်ခွင်းနဲ့ဆွတ်လိုက်တာနဲ့အမြင်မှန်နေရကုန်တာလား။မင်းတို့ရဲ့အိတ်ဝေနာမခံစားဘူးလို့ပါကွာ။ငါလည်းခုမှပဲခံစားဘူးလား။ငါဒီဘွားမှလည်းနေကျင်တော့ပါကွာ။ဒုက္ခတော့ရောက်ပါပြီ။မကျွတ်လို့သေးမှသီလို့ကန်ကောင်းစရာကြဒီမော်တော်ဆိုင်ကယ်ဝယ်ခိုင်းတာ။ကန်ကောင်းကလည်းကျွတ်လို့စေနာကောင်းရှာတော့မော်တော်ဆိုင်ကယ်မောင်းရင်တရေပြောတဲ့စကားနားထောင်နေတယ်ထင်ပါ။ ဒါနဲ့တေးရဆက်ပြောရပြငါမိမငါမော်တော်ဆိုင်ကယ်ရောက်လိုက်တာငါသိစိတ်ဆိုတာဒီမော်တော်ဆိုင်ကယ်ကိုရောက်မို့ကြိုးဆိုင်ငါ့အောင်နှောက်ရတာပဲငါမိမကပြမသေးကြငါအတားကြောင့်ဒုက္ခရောက်တယ်ငါသေသွားတော့လေငါအဆဲကြောင့်ဒုက္ခရောက်တယ်ငါတော်တော်အသုံးမကျတဲ့ကောင်ပဲဒါနဲ့ခမရဘလို့ဖြစ်ပြီးသေးရလဲမော်တော်ဆိုင်ကယ်မှောက်ပြီးသေးရလေခမရမော်တော်ဆိုင်ကယ်ကဘာမှမဖြစ်ပါလားမဖြစ်ဘူးလေငါမော်တော်ဆိုင်ကယ်မောက်တော့လူနဲ့မော်တော်ဆိုင်ကယ်တခြားစီဖြစ်သွားတယ်မျက်နှာချင်းဆိုင်ရလာတဲ့ကားကြိတ်ပြီးသေးတာ အခုငါမိမမှာကိုလေးလက်ဝန်ကြီးနေကွငါအတားရီချောင်းကွခမရပါဖြစ်ချင်လေကျုပ်လည်းထဲပဲหนีလိုက်တယ်တရချက်ချင်းတော့ပြန်မပြောဘူးပြငြိမ့်နေတယ်ပြီးတော့မှကျုပ်ကိုပြောလာတယ်ဟာမော်တော်ဆိုင်ကယ်ရောမဆွဲလန်းတော့ကွာဒါပေမဲ့ငါမိမတော့တောင်းမှန်ချင်တယ်ငါအဖြစ်တွေအတွက်သူခွန့်လွတ်တာကြားချင်တယ်ကွာကျုပ်လည်းကန်ကောက်ဘလို့လဲလို့မေးလိုက်တယ်ကန်ကောက်လည်းသဘောကောင်းတယ်လူဆိုတော့ငါမှလည်းငွေရှိရပဲဒီမော်တော်ဆိုင်ကယ်ငါပြန်ဝဲလိုက်မယ်စနေဆရာကြီးနဲ့တော့မျက်နာပြရမှာပေါ့သူ့ကိုခိုင်းစားမယ့်နေရာတော့ငါမပုတ်ပေးချင်တော့ကွာ မင်းဆရာကမော်တော်ဆိုင်ကယ်လိုချင်လို့မဟုတ်ပေါ့မင်းကိုပြောပြီးပြီလေမော်တော်ဆိုင်ကယ်မှာကတ်နေတဲ့ရေကို तू ကလိုချင်တာဇေးရလည်းနည်းနည်းလေးနဲ့ရမယ်ဆိုတော့ဝယ်တာပေါ့ကွာငါ့ကိုတန်းစော်တော့ပြောရဲကွာငါလည်းတတိမချားမိလိုက်ဘူးတန်းစော်ဆိုတာဘသူရော तू ကဘာပြောတာလဲကန်ကတန်းစော်ဆိုတာဒီမော်တော်ဆိုင်ကယ်ကိုအရိုးစီလာပို့ပေးတဲ့ကောင်လေပိုင်ရှာကိုဝင်နေမှုမွေးစိဖွားစီရအောင်ရောင်းလာရဲကွာမင်းတည့်ရဲ့အတိုင်းဒီမော်တော်ဆိုင်ကယ်ကလူသေးထားတော့ဆိုတော့သူတို့မျိုးတွေကဘသူဝယ်မှာလဲကွာတေးရလည်း၆တိတာဆိုတော့ငါ့ကိုရှားတလောက်နဲ့ရောင်းတာပေါ့စိတ်မကောင်းလိုက်တာ တော့မင်းဘလို့ဆက်လုံးမလဲကန်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 ကကြောက်စကားပြန်မဖြေဘူးဗျတရေရဲ့ဒီမော်တော်ဆိုင်ကယ်ဝယ်ရင်ဈေးမင်းနေတရေကသူ့ရဲ့ဝယ်ရင်ဈေးကိုပြောပြတော့ကျွတ်တို့ပေးခဲ့စရာတော်တော်နေတာပဲကန်ကန်ကဆိုင်ကယ်တရေကိုပြန်ပြောလိုက်တယ်ခမရဝယ်ရင်စီလောက်တော့ကြုံမှမရှိဘူးဗျာနည်းနည်းတော့ရှုံးမှာပဲကြုံခမရမိမကိုနောက်ထပ်မော်တော်ဆိုင်ကယ်ဘူးထပ်ချပေးမယ်ဒါကကြုံငွေအကုန်ပဲခမရနည်းနည်းတော့အရှုံးခံရလိမ့်မယ်ကြုံအံ့ဩသွားတယ်ဗျာကန်ကောင်းကတော်တော်စိတ်ရင်းကောင်းတာပဲစိတ်ရင်းကောင်းလို့လေကန်ကောင်းတာထင်ပါတယ်ဗျာတေးရလေအတော်ဝမ်းသာသွားမှရတယ် ပြီးတော့ကံကောင်းအကျုပ်ကိုလှမ်းပြီးစကားပြောရဲဗျ။စနေထိုကံတာပြန်ရအောင်ကွာ။ငါပူပူလူလူငွေထည့်လာတယ်။တနာပါတယ်ကွာ။တခါလေးသွားပြီးလိုက်အောင်။အေးကွာအဲ့လည်းကောင်းပါတယ်။ငါလည်းတနာနေရကွာ။တို့ယောက်ျားကြီးကလည်းခတ်တာနော်။ဖြစ်တင်တာလို့တင်တာထက်လှုပ်ချင်တာလှုပ်မယ်ဆိုရင်သူများသားသမီးကိုမယူသင့်ဘူးထင်တာပဲ။ဟုတ်တယ်။အဲ့ဒါတော့ငါလည်းလက်ခံတယ်။မိမယူရင်တော့မိမနဲ့တန်နိုင်မယ်မရှိရမယ်လို့ထင်တာပဲကွာ။အဲ့လိုမနေနိုင်သေးလို့အဲဆိုမိမယူဖို့စင်ကုန်မစင်သာတာကျွတ်တို့နှစ်ယောက်လည်းတရေကိုအာမနာနေတော့ပြောချင်တာတွေပြောချလိုက်တာပဲ ်အခုကျွတ်တို့တွေကန်တာကိုပြန်သွားနေကြပြီတဖြည်းဖြည်းနဲ့မိုးလဲလင်းလာတော့မယ်လေတရားကျွတ်တို့ဂျာရီမှာမရှိတော့ဖေပြောက်သွားမှလည်းမသိဘူးသူမရှိရောက်မှာပဲကျုပ်ပြန်တတောင်တတားစီရော်ရယ်ကန်ကောင်းကလည်းတရဲစီရတွေလိမ့်စာမိထားတာဆိုတော့သိပြီးတော့မခဲရုံမအောင်ကန်တာရောက်တဲ့အချိန်တော့မိုးကလင်းလူလူဖြစ်နေပြီမျိုးရဲရောက်တော့တရဲပြည့်ရဲ့လိမ့်စာအတိုင်းအတော်ရှာယူလိုက်ရတယ်မကြပါဘူးတွေ့ပါပြီဗျာခြက်ခတ်ချင်းချင်းလေးထဲမှာပြင်အောင်အိမ်လေးဆောက်ထားတာဗျာကျွတ်တို့လည်းခြောက်ဝါမှာမော်တော်ဆိုင်ကယ်ရက်ပြီးဟွန်းထိလိုက်တယ်သိမကြပါဘူးဗျာကိုဝင်တဲ့အမျိုးသမီးတယောက်ထွက်လာတယ် မော်တော်ဆိုင်ကယ်ကြီးနဲ့ကျုပ်တို့အတူမြင်ရတော့မျက်နှာပြက်စားပြုတ်နေပြီသူ့ပြက်တနာလာရှာရဲထင်းရင်ထင်းနေမှာပေါ့အဲ့တော့ကျုပ်ကအရင်ရှင်းပြလိုက်ရတယ်အမကျုပ်တို့လာတာမော်တော်ဆိုင်ကယ်ကြံငွေလာချေတာပါရှင်ဟိုအကြည့်ချေပြီးသွားပြီလေငွေရမဟုတ်ဘူးအမကျုပ်ပြောပြမယ်ကျုပ်လည်းမော်တော်ဆိုင်ကယ်တရေသူ့ယောက်ျားအကြောင်းပြောပြလိုက်တယ်သူမတော့တောင်းမှန်ခြင်းနဲ့အကြောင်းတွေရောပေါ့အဲ့လိုပြောပြလိုက်တော့သူကကျုပ်တို့အိမ်ထဲဝင်မှုဖိတ်တယ်ဗျအဲ့နဲ့ကျုပ်တို့လည်းအိမ်ထဲဝင်လိုက်တယ်ပေါ့ဗျအိမ်မော်ရောက်တော့ကျုပ်တို့အတွက်ရင်းနှီးချမ်းပြင်ပေးမယ်လို့နေလို့တားလိုက်ရတယ် အမေရရဲကျွတ်တူကခဏနေပြန်တော့မှအမယောက်ျားတောင်းပန်ချင်နေတာရဲ့ကျွတ်တူကငွေပိုပေးချင်တာရဲ့အကြောင်းပြန်လာတာကိုသူရင်ကိုအမအမြဲတမ်းခွန့်လွတ်ထားပါတယ်တောင်းပန်စာမလိုပါဘူးအမကလည်းငွေထပ်ပေးစာမလိုပါဘူးအမသဘောတူလို့ရောင်းလိုက်တာပဲကိုတန်းစော်ဆိုပွဲစားကတပြားမှတော့မှရှူရမှဘူးလေကျုပ်လည်းမော်တော်ဆိုင်ကယ်ကိုလှမ်းကြည့်ပြီးတော့ပြောလိုက်တယ်ကဲကိုသူရင်ခမရမိမခမရခွန့်လွတ်တယ်ရယ်နော်ခမရကြားတယ်ဆိုရင်ထင်သာမြင်သာရှောက်တစ်ခုခုလုပ်ပြအောင်ကျုပ်အဲ့လိုပြောလိုက်တော့မော်တော်ဆိုင်ကယ်ကသူ့လိုလိုဆက်နှိုးလာတယ်ဗျပြီးတော့ဟွန်းတီးပြတယ် ကောင်းပြီခမစိတ်ချလက်ချတာတော့ကြာလာကျုပ်အဲ့လိုပြောတော့အမကမျက်နှာမကောင်းပြဟွန်းသူလေသူ့ယောက်ျားတော်တော်ချစ်ချင်တာပဲလို့ကြုတ်တွေးလိုက်တယ်ပြီးတော့ကံကံကသူ့ရဲ့လွယ်တရားငွေတွေအထလိုက်ကိုထုတ်ပေးနေရဗျအမကြီးဒါကကျန်တဲ့မော်တော်ဆိုင်ကယ်ဘူးမလိုပါဘူးငါမောင်တို့ရဲ့အမချင်တယ်လို့ရောင်းထားတာပဲထပ်ပေးစာမလိုပါဘူးအမကြီးယူစမ်းပါဗျာကျွတ်တို့မတရားမလိုချင်လို့ပါကိုသူရင်ကြီးကိုလည်းကျွတ်တို့ခရီးပေးချပြီးပြီအဲဆိုလေအမလက်ခံလိုက်ပါမယ်ရော့ဒါရောပြန်ယူရမယ်အမမဟုတ်ဘူးပြန်ပေးတာပါ ဟာအမလေဗျာမဘိုးဆိုဒီလောက်မလိုပါဘူးဗျယူပါဟာမင်းတို့မြွေကြံတဲ့ငွေတွေလက်မခံအောင်နော် အမအဲ့ဒါဆိုလေကျုပ်တို့ယူလိုက်ပါမယ်ကျုပ်တို့တွေလည်းအမပြန်ပေးတဲ့ငွေကိုယူလိုက်ပြရနဲ့အမနှုတ်ဆက်လိုက်တယ်ပြီးတော့မော်တော်ဆိုင်ကယ်နဲ့ခြံပြင်းမောင်းထွက်လာတာဗောဗျာမော်တော်ဆိုင်ကယ်ကအခုမှပို့ပြီးတော့မောင်းလို့ကောင်းတယ်လို့ပဲတဲ့အဲ့ကံကောင်းပြောတာလေနောက်ကနေလိုက်စီရတဲ့ကျုပ်လေစိတ်ပေါပေါပါပါစီရလို့ခံစားမိတယ်ကိုသူရင်တော့မော်တော်ဆိုင်ကယ်မှမရှိတော့ထမရဲ့ဗျာကံကောင်းကကျုပ်ကမော်တော်ဆိုင်ကယ်မောင်းနေစကားပြောတယ်စနေ အေးငါတို့ပြားမှာစောသေးတယ်မနေ့ကလည်းမစားသေးဘူးလေအေးဟုတ်တယ်မစားသေးဘူးအဲ့ဆိုမနေ့ကဆိုင်ပြန်သွားရအောင်ကွာဟာမင်းရလဲကွာသွားဟုတ်လားသွားမှာပေါ့ကွာဒီလိုခွေးမွားတနစ်နေလို့တခါတော့ရတာမဟုတ်ဘူးရဲ့ကျွတ်တော့လူမိုက်နှောက်တော့မနေ့ကအရက်ဆိုင်မော်တော်ဆိုင်ကနေပြန်သွားလိုက်တယ်ပေါ့ဗျာလူအသာမိုက်တာကံကောင်းတဲ့ကျောက်ကစိုက်ထားတော့မမိုက်ဘူးဆိုတော့ခမရတော့လည်းသိမယ်ထင်ပါရဲ့ဗျာကျောက်ကတော့မမျောလင့်ထားမင်းငွေတွေရသွားလို့ပျော့သွားတဲ့မော်တော်ဆိုင်ကပိုင်ရှင်အမရဲ့မျက်နှာကိုတလှည့် အကျိုးအကြောင်းအဆိုကောင်ချက်ချင်းဝေပန်းပိုင်ချနိုင်ပြီးလှုပ်တင်လှုပ်ထိုက်တာကိုကြံလို့တဲ့ကံကောင်းမျက်နှာတို့လည်းမြင်ရောင်နေနဲ့ပြုံးနေမိရပါဗျာကျုပ်ရှိရာကံကောင်းကတော့ဘာတွေပြောလို့ပြောနေမှမသိဘူးဗျအရက်ဆိုင်ကိုသွားတဲ့လမ်းတစ်လျှောက်မှာပြောပြောဆိုဆိုနဲ့မော်တော်ဆိုင်ကယ်ကိုအမြန်မောင်းနေရပါဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသားတဲ့ဇလံလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် နောက်ပြတွင်မှာလည်းကြန့်ရှိနေသေးတဲ့ဇလန်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်